ခန်း6မှတ်သေးလူတိုင်းဆက်ဆုပ်ယုံရှာခြင်းခံရတော်သူဆက်ဆုပ်ယုံရှာခြင်းခံရသူခွန်ခံတူဖြစ်ခဲ့ကြောင်းဝေထုတ်ဖြစ်အသေးပဲဖော်ပြသည် ကိုရောသည်လေဝိကိုမြင်သောငါနောက်လိုက်လို့ဟုမိန်တော်မူသည် ရှင်လူကငါအငယ်29မှ28နှုတ်တို့သည်မသေး၏အထုပ်ပတ်တီကို တနည်းအားဖြင့်ကြည်လင်သူ၏အကြောင်းကိုအနည်းငယ်သာသိရှိ၍ရှားတနည်းနှင့်ဆိုလျင်သူ၏အည်သွေးကိုအမြောက်များတွေ့ရှိရမည်ကျွန်ုပ်တို့သည် သူ၏အည်သွေး ကိုအနှင်းငယ်သာ သိရှိရတော်လေသူသည်အခွန်ခံတယောက်ဖြစ်သောကြောင့်မြေကဲ့သို့လူသားမျိုးဖြစ်မည်ကိုများစွာခံမှန်းနိုင်သည်ခရစ်ဝင် ပထမဆုံးကျမ်း၌ပါရှိသောမဿဲ၏အကြောင်းအရာများကိုရှင်တွဲ၍ကြည့်ရှုမည်ဆိုလျှင်သူ၏အရေးအသွေးကိုသိရှိကောက်တော့ရယူနိုင်သည်အာကု၏အပြော သခင်ယေရှုသည်လမ်းပေါ်၌ကြွတော်မူစဉ်အာလဖဲဤသားလီဝိသည်ခွန်ခံရာတင်း၌ထိုင်နေသည်ကိုမြင်တော်ငါနောက်သို့လိုက်လို့ဟုမိန်တော်မူ၏ထိုသူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏ရှင်မာကုနှင့်အငယ်ဆက်လီမဿဲဤအပြောယေရှုသည်ထိုရမကြွတော်မူလျှင်မသဲအမည်ရှိသောလူတစ်ယောက်သည်ခွန်ခံရာတင်း၌ထိုင်နေသည်ကိုမြင်တော်ငါနောက်သို့လိုက်လို့ဟုမိန်တော်မူ၏ထိုသူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏ရှင်မသဲကိုငယ်ကို Lugai Abule, ထို့နောက်ကိုတော်သည်ထွက်ကြွ၍လေဝိညီရှိသောအခွန်ခံသူသည်အခွန်ခံရာတဲ၌ထိုင်နေသည်ကိုမြင်သောငါးနောက်သို့လိုက်လိုဟုမိန်တော်မူ၏ထို့သူသည်လည်းရှိသမျှတို့ကိုစွန့်ပြစ်လျက်ထ၍နောက်တော်သို့လိုက်လေ၏ရှင်လူကငါအငယ်29မှ28ဤကြမ်းချက်များအားဖြင့်မတ်သေးကိုလေဝိဟုခေါ်ဝေါ်ကြောင်းကိုကျွန်ုပ်တို့သိရှိရသည်ပါလတိနတိုင်းပြည်၌နေထိုင်ကြသောယောက်ျားများသည်အမယ်နှခုထားလိထားထားရှိသည်ကိုဖော်ပြခဲ့ပြီးပါပြီမ တ်သေး၏အဓိပ္ပာယ်မှာဘုရားသခင်ယေရှုကျေးဇူးဖြစ်သည်။သခင်ယေရှုသည် ရှိမုန်ကိုပေတုဟုသောမည်သည့်ခေါ်ပေါ်သကဲ့သို့လေဝိကိုလည်းတပည့်ဖြစ်ဖြစ်ခေါ်တော်မူသောအခါမတ်သေး၏အမည်သည့်ဖြစ်ခေါ်ဝေါ်ခြင်းဖြစ်ပေမည်။တမန်တော်၁၂ပါးတွင်မတ်သေး၏မည်တယောက်ပါသေးသည်။သူ၏အမည်မှာယာကုပ်ဖြစ်၍သူသည်လည်းအာလဖဲ၏သားဖြစ်သည်။မတ်သေးအခန်းကြီး၁၀အငယ်၃မတ်သေး၏အထူးထင်ပေါ်သောအချက်ကသူသည်အခွန်ကံတယောက်ဖြစ်သည်ဟုသောအချက်ဖြစ်သည်။ဂျိမ်းစ်ပရင် ျန်းစာဝန်၌မှတ်သားကို Publican ဟုခေါ်ဝေါ်ထားသည်။အမှန်အင်္ဂလိပ်စာ၌ဤစကားလုံး၏အဓိပ္ပာယ်မှာပြောင်းလဲ၍သွားသည်။အမှန်ကျန်းစာ၌ဤစကားလုံးကို Publicanus ဆိုသောလက်တင်စကားမှရယူသည်။အဓိပ္ပာယ်မှာပြည်သူဝန်ထမ်းဟုဆိုလိုသည်။အထူးသဖြင့်ငွေရေးကြေးရေးကိုကင်တွယ်ရသောဝန်ထမ်းဖြစ်သည့်ထို့ကြောင့်ခွန်ခံဟုခေါ်သည်။ထိုအချိန်ကခွန်ခံတဦးထက်ပို၍မုန်တီးရွာချင်းခံရသော လူဒန်းစားမရှိချေ။ Traffa ဆိုသောပုဂ္ဂိုလ်ကခွန်ခံများကိုဆ က်ဆုပ်ယူရှာဖွေကောင်းသောအမျိုးညံ့များကိုခေါ်ဆိုလေသည်စီဆာရိုဆိုသောပုဂ္ဂိုလ်ကအမျိုးကောင်းသားလူကြီးလူကောင်းတို့နှင့်မတော်လောမအပ်ဆက်သော သက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုဖော်ပြရာ၌လူများသည်ဆက်စုပ်ရွှရှာမုန်းသည်သောအခွန်ခံလုပ်ငန်းနှင့်အဆမတန်ငွေတိုးချေစားသော လုပ်ငန်းများကိုရွေးထုတ်ဖော်ပြသည် The Offices 142 Lucerne ဆိုသောပုဂ္ဂိုလ်မြင်သောယူပါယုံ၌မရဏသေမင်းနိုင်ငံတွင်အလုံးရှည်လျားသော လူဒန်းကြီးကိုမရဏမင်း၏တရားသူကြီးပလင်နာသူခေါ်ဆောင်သွားနေသည်ကို တွေ့ရကြောင်း ထုပလင်နာ၌ညှင်းမနှိမ့်ဆက်မည်သူဒေါသကြီးစွာဖြင့်လက်စားချင်မည်သူများရက်ဆောင်ရရှိနေကြောင်းရှေးလျားသော လူဒန်းကြီးတဲ့ပင်ပါဝင်သောသူများမှသူတစ်ပါးသားမယားကိုပြစ်မှားသောသူမတရားသဖြင့်ပစ္စည်းရယူသူများခွန်ခံများကတ်မြောင်များတင်းပြောသူများတန်းကြွယ်သတိများဝေချီးစားသူများနှင့်စီးစိမ်ရင်မူးနေသောသူများဖြစ်ကြသည်ဟု Manifest 2စာဆောင်၌ဖော်ပြထားသည်လူမျိုးတကာတို့တွင်ဂျူးလူမျိုးတို့သည်ခွန်ခံများကို မုန်တီးဆုံးသော ောလူမျိုးဖြစ်သည်အယူသေးသောဂျိုးလူမျိုးများကဖျားသခင်တပါးဒီကိုသာခွန်ဘန္နာဆက်ကပ်ရမည်ခြားသူများအခွန်ဘန္နာဆက်ကပ်ခြင်းသည်ဖျားသခင်တဦးဒီနှင့်သာဆိုင်သောအခွင့်အာဏာကိုပြုကြော်ရာရောက်သည်ဟုယူဆကြသည်လူသက်သမားများဓမြများနှင့်ခွန်ခံများကိုတမျိုးတစားဒီထားရှိကြသည်ခွန်ခံများသည်တရားရုံးများ၌တသက်ဖြစ်ဖြစ်၎င်းတရားသူကြီးဖြစ်ဖြစ်၎င်းဆောင်ရွက်ခွင့်များ ဘိမှန်တော်၌ပင်ရှ िख ိုးဝပြုခြင်းမပြုရချေ။ထို့ကြောင့်ရှင်လူကာ78အငယ်73၌ပါရှိသော ပုံဝတ္ထုတွင်ခွန်ခံသည့်ဝေးကရရွေဆုတောင်းသည့်ကိုတွေ့ရှိရသည်။ခွန်ခံတယောက်နှင့်ဖြည့်နောင်တရရှိရန်အထူးခက်ခဲသည်ဟု ယူဆထားကြသည်။ဘာသာရေးရသားနှင့်ခွန်ခံတို့ကိုမုန်းသီးသည်မဟုတ်။ထိုလူစားတို့သည်တရားလိုလောဘကြီး၍မတရားသဖြင့်လူယူတတ်သောသူများဟုနာမည်ဆိုရှိသူများဖြစ်ကြသည်။နောင်တရသောအခွန်ခံများကနှင့်ချင်းစီ ရာယောဟန်အားအဘယ်အရာကိုပြုလုပ်ရမည်နည်းဟုမေးသောအခါသင်တို့သခင်ခွဲဝေစီမံသည်ထက်သာ၍မခွဲခံကြနည်းဟုယောဟန်ကပြန်ပြော၏ရှေလုကာ3:73ယောမလူမျိုးများ၏ခွန်တော်ငွေကောက်ခံသည့်စနစ်သည်လွဲသုံးစားရနေမတော်မတရားပြုလုပ်ရန်အတွက်လွယ်ကူစေသည်ယောမပြည်လက်အောက်၌ခွန်တော်ကောက်ခံရန်ကိုယ်စလဲများကိုခန့်ထားသည်ယာဥပရိယဖွဲ့စည်းထားသောငွေရေးကြေးရေးနှင့်ပတ်သက်သည့်ဖွဲ့စည်းများသည်တိုင်းပြည်အတွင်းခွန် တော်ငွေမြည်မြောက်ခံပေးမည်ဟုသောအခွင့်အာဏာကိုအစိုးရထံမှဝယ်ယူကြရသည်ထို့နောက်ဤအသိန်းဖွဲ့များသည်အမျက်များများရရှိရန်ကြေးလက်တော်ရွာများမှအခွင့်အကောက်များကိုမတရားမညာမတာကောက်ခံကြလေသည်ယောမပြည်နှောင်း၌ဖွဲ့စည်းထားသောအခွင့်အတုတ်ကောက်ခံသည့်ဤဖွဲ့စည်းများသည်ကန်ဆူးမှုမောင်ကြနေကြသောကြီးတော်သူကြီးတော်သားများအားငရေပြည်၌နေရသည့်လားစိတ်ဆင်းရဲအောင်ဒုက္ခပီးကြလေသည်ယောမအင်ပါယာတွင် အသိပြုပြင်ပြောင်း လဲခြင်းများအမြောက်များပြုလုပ်သည်ရောမအဆိုးရသည့်အခွန်တော်ငွေကိုကိုယ်တိုင်စည်းကြက်သည်ထို့သူမဟုတ်လျင်လည်းအခွန်ခံများပေါ်၌အထူးကြက်မှတ်လေသည်ပြုပြင်ပြောင်းလဲသောစနစ်တအောက်၌ပင်လည်းအခွန်တော်ငွေများကောက်ခံမှုကိုယ်စလဲများထားရှိရန်လိုအပ်သည်ထို့ကိုယ်စလဲများသည်မတရားသောနည်းများဖြင့်အခွန်များကိုစည်းကြက်လျက်ပင် ရှိကြသည်စံကျဲသည်မှာအသည့်ပြုပြင်ပြောင်းလဲသောစနစ်အောက်၌အခွန်ခံများအားပို၍ရွှေရှာမုန်တီးကြလေသည်စနစ်ဟောင်း၏ငွေရေးကြေး ေးဖွဲ့စည်းများ၌တိုးရွာများသို့ခြေလို့ရန်ကျွမ်းကျင်သောစည်းများအတွင်းရင်းမှုများစည်းကံများရှိကြသည်အနှစ်တစ်တွင်အစိုးရသည်ခွန်ငွေကောက်ခံရန်နယ်များမှကိုယ်စားလှယ်များကိုခန့်ထားသဖြင့်ထိုကိုယ်စားလှယ်ခွန်ခံများကို တိုင်းသူပြည်သားများကမိမိကောင်းစားရေးအတွက်တိုင်းသူပြည်သားများကိုညှဉ်းပန်းနှိပ်စက်တော်တိုင်းတစ်ပါးရန်သူအစိုးရအားမိမိဘဝ၏အသက်တာကိုရောင်းစားသည့်တိုင်းပြည်ရန်သူ this ပေါ့များဟုသဘောထားကြလေသည်ရေဘူးရအဖြစ်ပြော ောရမည်ဆိုရင်အခွန်တော်ငွေကောက်ခံခြင်းနှမျိုးနှစားရှိ၍အခွန်တော်ငွေကောက်ခံသူများလည်းနှမျိုးနှစားရှိသည်သို့အခွန်တော်ငွေများကိုစီကြက်၍ကန့်သက်ထားသောနှုံထားဖြင့်စီကြက်သည်ဤကဲ့သို့သောအခွန်တော်ငွေကောက်ခံသူများကိုကပိုင်းဟုခေါ်သည် ထိုသူများ၌မတရားပြုလုပ်ရန်အခွင့်အလမ်းမရှိချေဘယ်ကြောင့်ဆိုသောထိုသူတို့ကောက်ခံရမည်အခွန်တော်များမှာဥပဒေအရပြဋ္ဌာန်းထားပြီးဖြစ်သောကြောင့်ဖြစ်သည်ဥပဒေအရပြဋ္ဌာန်းထားသောအခွန်တော်ငွေများမှာ၃မျိုး၃စားရှိသည် ည်ပထမမျိုးစားမှမြေခွန်တော်ဖြစ်သည်လူတယောက်သည်မိမိစိုက်ပျိုရရှိသောစပါးသီးနှံထဲမှဆေးရကန်နှုံးကိုခွန်တော်ဖြစ်ပေးရသည်ဖရှိသည့်စပြည့်ရည်တစ်သီးနှင့် စီများထဲမှ9ရကန်နှုံးကိုခွန်တော်ဖြစ်ဖြင့်ပေးရမည် ဝင်ငွေခွန်ကို10ရကန်နှုံးစီချက်သည်လူခွန်ကိုလည်းစီချက်သည်အမျိုးသားများမှာအသက်14နှစ်နှင့်65နှစ်အတွင်းအမျိုးသမီးများမှာ12နှစ်အတွင်းတစ်နှစ်လင်ဒေနာရီတစ်ပြားပေးဆောင်ရမည်ရောမငွေဒင်းကားဒေနာရီ ီတပြားသည်အင်္ဂလိပ်ပစံကိုပဲနီနှင့်ညီမြသည်သူချင်းကပါလတီနာတိုင်း၌အလုသမာတယောက်ဤတနည်းလုခသည်ဒေနာရီတပြားဖြစ်သည်ဒုတိယမျိုးစားအခွန်ခံတို့ကို မုခုခေါ်သည် ထိုသူများမှာအောက်တော်ဌာနမှအရာရှိများနှင့်ခတ်ဆင်စဉ်ဖြစ်သည်အောက်ခွန်ကောက်ခံရန်အရာရှိအမြောက်များထားရှိရသည်ဆိုရဤလုံနီးလုံပုံမှာအရာရှိတယောက်အားတနည်းအား၌ပစ္စည်းတစ်မျိုးအခွန်စည်းကြံ့ရန်ထားရှိသည် ထို့ကဲ့သို့အခွန်စည်းကြံရန်ပစ္စည်းအမျိုးမည်မှထောင်သောမကများပြားသည် တိုင်းပြည်သွင်းကုန်ထုတ်ကုန်ပေါ်တွင်လည်းအကောက်ခွန်စည်းကြံရသည်အကောက်ငွေခွန်သည်တိုင်းပြည်အစိုးရအတွက်အဓိကငွေဝင်လန်းဖြစ်သည်သွင်းကုန်ထုတ်ကုန်ပေါ်၌ပစ္စည်းအမျိုးအစား၌၍နှစ်ရာခိုင်နှုန်းမှဆနှစ်ရာခိုင်နှုန်းထိ ကောက်ခံသည်ဣရိယာပြည်ကဲ့သို့အချို့ကုန်ပစ္စည်းများပေါ်တွင် အကောက်တော်နှုန်းဇရာအရာ ကောက်ခံသည် ရောင်းဝယ်လို့သောပစ္စည်းများပေါ်၌အကောက်ခွန်ကောက်ခံသည်တရာကိုအသုံးပြုလျှင် ခွန်ပေးရသည် လမ်းမကြီးများကိုအသုံးပြုလျင်အခွန်ဆောင်ရသည်စိတ်ကမ်းများကိုစိုက်ကန့်လျင်လည်းအခွန်ပေးရသည်ဈေးများ၌ရောင်းဝယ်ပြုလုပ်လျင်ဈေးကောက်ပေးရသည်လူတစ်ယောက်သည်လမ်းမကြီးပေါ်၌ခီးသွောလျင်လမ်းမကြီးကိုအသုံးပြုသည့်အတွက်လမ်းခွန်ပေးရသည်သူ၏နွားလဲမြင်းလဲအတွက်လည်းအခွန်ဆောင်ရသည်ဘီးခွန်ဆောင်ရသည်လဲဝင်ယူခွန်ဆောင်ရသည်အသုံးပြုသောနွားမြင်းများအတွက်တိရိစ္ဆာန်ခွန်ကိုဆောင်ရသည်ညစ်ကိုဖြတ်ကူးသည့်အတွက်လည်းအခွန်တော်ကောက်ခံသည်သင်မောများ များအတွက်အခွန်တော်ရှိသည်စိတ်ကံတရာအသုံးပြုသည့်အတွက်အခွန်တော်ငွေပေးရသည်ဆယ်များကိုအသုံးပြုသည့်အတွက်လည်းအခွန်ဆောင်ရသည်အချို့လုပ်ငန်းများ၌လုပ်ပိုင်ခွင့်ရရှိရန်အတွက်လိုင်စင်ငွေပေးသွင်းရသည်ရောမဆိုရသည် လမ်းများဆောင်လုပ်ခြင်းတိုင်းပြည်ငွေဝေးပြပြရေးအုပ်ချုပ်ရေးနှင့်တိုင်းပြည်သားရာစီပင်ရေးအတွက်ဖက်ဖက်မှဆောင်ရွက်ရခြင်းကြောင့်ငွေအမြောက်များစွာအသုံးပြုရသည်ကိုကုံကြစီများကာမိယံကောက်ခံသည့်ဤအခွန်အတုံများမှအမြောက်များရရှိလေသည်ခွန်တော်ငွေများက ုကောက်ခံရန်အောက်တော်ခွန်အရာရှိများခန့်ထားသည်ဤသည့်နေရာ၌မဆိုထူအရာရှိသည်လူတယောက်ကိုရက်ခိုင်းပြီးသူ၏ပစ္စည်းများကိုဆစ်ဆဲနိုင်သည် ။အိမ်ဆောင်တဲ့မျိုးသမီးမှလွေ၍လူတိုင်းကိုရှောက်ဖွေနိုင်သော အာဏာလည်းရှိသည်။ Quintilian ဆိုသောပုဂ္ဂိုလ်ရေးသားသည့် Reclamation 359စာဆောင်၌ရောမအမျိုးသမီးအိမ်ဆောင်တဲ့သူသည်မျိုးသမီးများအားအကောက်ခွန်အရာရှိများ၏ရှောက်ဖွေခြင်းမှာအင်းလူခွင့်ပြုထားသည့်ကိုသိရှိရသဖြင့်သူ၏ရင်ခွင်တွင်ခံအင်းကြီးတဲ့၌ပလဲအလုံးလေးများကိုပွက်၍ယူဆောင်လာကြောင်းရေးသားဖော်ပြထားသည်။အကောက်တော်အရာရှိသည့်အချိန်မီ၍မျိုးသားတို့၏အထုပ်ပိုးကိုဖွင့်ရရှောက်ဖွေ နိုင်သည်ထိုသူ၏အဝတ်ကိုလည်းချွတ်၍ရှာဖွေနိုင်သည်ထို့နောက်ရာရှိနှစ်သက်သလိုအခွန်အတုပ်ကိုစည်းကြပ်နိုင်သည်ခွန်ခံများကခီးသည်ဤမြီးကိုရင်းထက်များစွာညံ့ပြင်းသည့်မိမိမြီးနှင့်အတင်းကျပ်လဲယူသည့်ဖြစ်ပျများလည်းရှိသည်ခွန်ခံများသည်ခီးသည်များအပေါ်တွင်အခွန်တုပ်များကိုအစမတန်စည်းကြပ်၍အခွန်ဆောင်နိုင်ရန်မတော်မတရားအသူနှုံများဖြင့်ငွေထုတ်ချေးကြလေသည်ကောက်ခွန်ရာရှိများအဖြစ်ဖြင့်မှတ်ယူကြသည်သူ၏အခွန်တော်စည်းကြပ်ခြင်းကိုပရိယေသုံး၍ ်ရှောင်လွှဲခြင်းသည်မှန်သည်ဟုယူဆကြသည်။မြားသခင်မနစ်သက်သောသူတို့အထက်တွင် ထိုသူများကိုထည့်သွင်းထားသည်။ဝိပုယျကျမ်းနှင့်ငေငါ၌ပါရှိသောအချက်သည် ထိုသူကိုညီညွတ်သည်ဟုပြောဆိုကြသည်။ဓမ္မတိကျမ်း၌ပင်နှင့်ထိုသူတို့ကိုသာသနာပလူများနှင့်တမျိုးတစားတည်းထားရှိသည်။ရှင်မသည်၁၈ငယ်၁၉ဤတစားနှင့်ထပ်တူထားသည်။ရှင်မသည်၂၁ငယ်၃၁မှ၃၃ပြစ်သားတို့နှင့်တန်းတူထားသည်။ရှင်မသည်၉ငယ်၁၆၁၁ငယ် ယ်29မာကုနှင့်15 16လူကငါအငယ်36ခုနှစ်အငယ်34 15အငယ်1အသည်သည်ထိုမျိုးစားတွေကဖြစ်သည်ပေရနောင်မျိုး၌ခွန်တော်ငွေများကောက်ခံသည်မာကုနှင့်အငယ်14အုတ်ချုပ်ရေးလွယ်ကူစင်ရန်အတွက်ပါတိနာတိုင်းပြည်ကိုနှစ်ပိုင်းပိုင်းထားသည်တောင်ပိုင်း၌တည်ရှိသောရှမာရိပြည်နယ်နှင့်ယူရပြည်တို့ကိုယောမဘရင်ခံကအုတ်ချုပ်၍မြောက်ပိုင်းရှိဂါလိလဲပြည်နယ်ကိုယောမဘရင်၏လက်အောက်ခံဖြစ်သောဟေရုတ်အင်တီ တ်စ်ကအုပ်ချုပ်လေသည်ထို့ကြောင့်မသည်သည်ယောမဘီရင်ခံလောက်တွင်အမှုထမ်းခြင်းမဟုတ်ပေဟီရိုအင်တီပတ်စ်မီလောက်တွင်အမှုထမ်းခြင်းဖြစ်သည်သို့တိုလေမသည်ပေါ်၌လူများထားရှိကြသောသဘောထားမှမထူးခြားရှိသူတို့လည်းမတရားသဖြင့်အခွန်တုပ်စီကျက်နိုင်သည့်အခွင့်အရေးများရုပ်ရည်မသွားခြင်းဘေးကြောင့်ဆိုသောဟီရိုအင်တီပတ်စ်မီသည်ယောမဘီရင်၏လက်အောက်ဖြစ်သည်မသည်၏အခွန်ခံဌာနသည်နေဆန်နာတွင်တည်ရှိဟန်တူသည်ရှေ့ဘက်ရှိသမတ်သက်မြို့နှင့်နောက်ဘက်ရှိ ှိမည်ရဲ့ပင်လေဤစိတ်ကံအခမျိုးကိုဆက်သွဲ့သောလမ်းမကြီးသည်ဟေရိုမင်းဤညီဖိလစ်ပုပြင်ခံအုပ်စိုးသောအီတူရာနှင့်ဒရာဂွန်နီတီနယ်များကို ဖြတ်ကျော်၍ပေရနောင်မျိုးမှတဆင့်ဟေရိုမင်းဆူးဆန့်သောဂါလိလဲပြည်နယ်တွင်သို့ဖြတ်ဝင်သွားသည်ဤလမ်းမကြီးပေါ်၌သွာလာပူဆောင်ကြသော ခီးသည်နှင့်ပစ္စည်းများဂါလိလဲပင်လယ်၌သွာလာပူဆောင်ကြသော ခီးသည်နှင့်ပစ္စည်းများပေါ်တွင်အခွန်စီကြံ့ရန်ဝတ်တရားသည်မတ်သေးဤအလုံးဖြစ်သည်မတ်သေးဤအခွန်ခံတဲသည်ပင် င်လေကန်းနာတွင်တည်ရှိပြီးခရီးရှုဖို့ပြောသွင်းခြင်းကိုမကြာခဏကြားနာရပေလိမ့်မည်။ သခင်ယေရှုခေါ်ဖိတ်တော်စကားသည်အပေခံမိတ်ဆွေမဲ့ဖြစ်နေသောမသိနှလုံးသားကိုထိခိုက်သဖြင့်ခင်ယေရှုခေါ်တော်မူသောအခါနောက်တော်သို့လိုက်ရန်မသိအသင်ရှိသည်ရှင်လူကာခရစ်ဝင်၌လူကာပြောပြခြင်းအရမသိပထမဆုံးပြုလုပ်သောအရာမှာသူ၏အိမ်၌သူ၏အပေါင်းအဖော်များဖြစ်သောအခွန်ခံများအပါဝင်လူအပေါင်းသင်းမှအပေခံများနှင့်တကွစားတောက်ပွဲပြုလုပ်ခြင်းဖြစ်သည်မသိသည်သခင်ယေရှုကို တွေ့သည့်ရသောအခါသူ၏ပထမဆုံးတုံ့ပြန်မှုအနေ ဖြင့်အခြားသူများကိုလည်းခင်ယေရှုအားတွေးသိရန် ခွင့်လန်းဖွင့်ပေးခြင်းဖြစ်သည်ခင်ယေရှုသည်ဤကဲ့သို့သော လူရန်စားနှင့်အတူတကွစားတောင်းနေသည်ကိုတံပြူစရာနှင့်ပါရီရှဲတို့မြင်သောအခါဆက်ဆုပ်ယုံရှာကြသည် ကျမ်းမာသောသူတို့သည်စေတမားကိုအလိုမရှိကြ၊နာသောသူတို့သာလျှင်အလိုရှိကြ၏။အသည်ဤနေရာမှလွဲ၍အဘယ်ရက်မှရှိရမည်နည်းဟုခင်ယေရှုကအပြေပေးလေသည်။ရှင်လုကာ9:29မှ30လူရန် င်မုံတီးယွန်ရှာတော်သူကိုသခင်ယေရှုရွေးကောက်တော်မူသည်ရှက်တွင်အကျိုးနှင့်ဖြစ်၍ခုံကျက်သည်ကင်းမဲ့တော်သူကိုတပည့်တူအနေဖြင့်သခင်ယေရှုရွေးကောက်လေသည်ဤသို့သော လူသားမျိုးကတမန်တော်ဘာဖြစ်လာရန်စဉ်းစား၍မရနိုင်ချေကပိရနောင်မျိုး၏ခွန်ကံတယောက်၌တမန်တော်ဘာဖြစ်လာရန်ကိုအင်္ကာကို သခင်ယေရှုမြင်တွေ့သောကြောင့်ဖြစ်ပေသည်လူကာသည် သူ၏ခရစ်ဝင်ကျမ်းကအငယ်28တွင် သခင်ယေရှု၏ဖိတ်ခေါ်ခြင်းကိုမဿဲတုံ့ပြန်မှုအကြောင်း ောင်းရေးသားဖော်ပြရ၌ထိုသူသည်လည်းရှိသမျှတို့ကိုစွန့်ပြစ်လျက်ထ၍နောက်တော်သို့လိုက်လေ၏ဟုဆိုထားသည်သူတို့လည်းမသည်သည် သူနှင့်အတူရာဝတ္ထုတစ်ခုကိုယူဆောင်သွားသည် ထိုယာဝုတ္ထုသည်သူဤကလောင်တံဖြစ်သည်ရှေးလူချင်းသူမစကားအရမသည်သည်ခရစ်ဝင်ကျမ်းကို ဟေပြဲဘာသာစကားဖြင့်ရေးသားသည်ဟုအဆိုရှိသည် UCPS က The Ecclesiastical History 2245 of Irenaeus Against Heresy Chapter 31 Origin Codex in UCPS 6254ရေးသားဖော်ပြထားသည်မှာအခင်ယေရှု၏တမန်တော်များတွင် မသည်နှင့်ယောဟန်သာလျှင်ကျွန်ုပ်တို့အတွက်သူတို့၏မှတ်တမ်းများကိုထားရှိခဲ့လေသည် ထူးလိုအပ်လာ၍မသည်သည်သူဤခရစ်ဝင်ကျမ်းကိုရေးသည်ဟုအဆိုရှိသည်စဦး၌မသည်သည်ဟေဘဲလူမျိုးများအားတရားဟောပြောသည်ဟောပြောသည်သည်ခံရမည့်အချိန်ရောက်ရှိသောအခါကြံ့ရင်းခဲ့သောဟေဘဲလူမျိုးများအတွက်ဟေဘဲဘာသာဖြင့်ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းခရစ်ဝင်ကျမ်းကိုရေးသားထားရှိခဲ့ခြင်းဖြစ်သည် ဂျာရုံဆိုသောပုဂ္ဂိုလ်ကအခွန်ခံဘဝမှတမန်တော်ဖြစ်လာသောလေဝိဟုခေါ်တွင်သည့်မှတ်သည်သည်ယူရပြည်တွင်သခင်ယေရှု၏ဝမ်းမြောက်ဖွယ်ရာတရင်ကိုအေးပြားလိချင်းခံယူသောယုံကြည်သူဂျူးလူမျိုးများအတွေ့ဧပြဲဘာသာဖြင့်ပထမဦးဆုံးရေးသားသူဖြစ်ကြောင်းဧပြဲဘာသာမှဂရိဘာသာသို့အဘယ်သူပြန်ဆိုခဲ့သည်ကိုမူသေချာမသိကြောင်းဖော်ပြထားသည်မင်းဧကရိအများကြီးစာအုပ်ဏိဒံများတမုန်နခင်ပရိုလော့ဂ်၌သည်သည်သူဤခရစ်ဝင်ကျမ်းကိုယူရပြည် တွင်ရေးသားသည်ဟုဖော်ပြထားသည် UCPS ရေးသားသော The Ecclesia Ticket History 5103နှင့်ဂျာရုံးရေးသားသော Concerning Alexstrian 36နှင့် Pantinet ဆိုသောပုဂ္ဂိုလ်သည်အိန္ဒိယပြည်သို့ရောက်သည့်အခါပြပြားပါသာဖြင့်ရေးသားထားသောမတ်သေးဤခရစ်ဝင်ကျမ်းကိုတွေ့ရှိကြောင်းထိုကျမ်းကိုအိန္ဒိယပြည်သို့ပါတော်လမဲယူဆောင်ခဲ့ကြောင်းဖော်ပြထားသည်မတ်သေးတဦးတီတာနှင့်ဝမ်းမြောက်ဖွယ်သတင်းကိုပြပြားပါသာဖြင့်ရေးသား၍ကျမ်းကျမ်းပြုစရာ ာများသည်ဂရိဘာသာဖြင့်ရေးသားသည်ဟုအော်ဂတ်စတင်ကပြောသည်ဂျာရုံးကထပ်မံဖြည့်ဆွတ်ထားသည်မှာမတ်သေးဤဟေဘရဲဘာသာနှင့်ကျမ်းစာကိုအမ်ပီလတ်စတီခေစထရီယာ၌စုသိမ်းပြီးသိမ်းဆည်းထားသည်ဆိုသည်ထို့သောသူကိုယ်တိုင်ထိုကျမ်းကိုတွေ့ရှိရသည်ဟုမဆိုချင်ဟေဘရဲဘာသာဖြင့်ခရစ်ဝင်ကျမ်းတစ်စောင်ကိုမတ်သေးရေးသားသည်ဟုရှေ့လူကြီးများကတညေတညွတ်တည်းယူဆကြသည် ယခုခေတ်ကျန်တဲ့ပုဂ္ဂိုလ်များကပထမခရစ်ဝင်ကျမ်းစာဆောင်ဖြစ်သောရှင်မသက်ခရစ်ဝင်ကျမ်းသည်မသက်ရေးသည့်သို့သောအစူပါဟိပြဲပါတာကျမ်းဟုတ်တန်ရာဟုထင်မြင်ယူဆကြသည် ပထမခရစ်ဝင်ကျမ်းဖြစ်သောရှင်မသက်ခရစ်ဝင်ကျမ်းသည်မာကုရေးသားသောရှင်မာကုခရစ်ဝင်ကျမ်းပေါ်၌အခြေခံထားသည့်ကိုထင်ရှားစွာတွေ့ရှိရသောကြောင့်ဖြစ်သည်။သခင်ယေရှုနှင့်အတူတကွနေထိုင်ပြီးမျက်မြင်ကိုတွေ့ရှိသောပုဂ္ဂိုလ်တို့သည်မာကုရေးသားသောကျမ်းပေါ်၌ညာစွာအမိသဟေပြုမည်ဟုမထင်မြင်ကြောင်း ထို့ပြင်ပထမခရစ်ဝင်ကျမ်းကိုဖတ်ရှုသောအခါဟေဘဲဘာသာမှပြန်ဆိုသည့်လက္ခဏာအနေထားမျိုးမရှိကြောင်းတင်ပြကြသည်ထို့ကဲ့သို့ဆိုရင်ဘေးကြောင့်မသေး၏အမည်သည်ပထမခရစ်ဝင်ကျမ်းနှင့်ဆက်စပ်လျက်ရှိရသည်ဟုသောမိန့်ခွန်းပေါ်လာသည် ခရစ်ဝင်ကျမ်းများနှင့်ပတ်သက်၍အချက်လက်များရှာဖွေစုဆောင်းသောပုဂ္ဂိုလ်ကြီးပပိယပ်စ်ကရိတ်မွတ်များအဖြစ်ပေးသည်မှာမသေးသည့်သူရရှိသောဖြာရိတ်တော်များကိုရက်သုံးဟေဘဲဘာသာစကားဖြင့်ရေးသားထားသည် တို့တို့လေပြန်ဆိုသောပုဂ္ဂိုလ်များသည်သူတို့တက်သည့်သည့်အတိုင်းအနက်အိဘယ်ဖော်ပြကြသည်ဟုခိုထက်အင်ယူစီဗီအက်သီအကလစီယတီကဟစ်စထရီ3 29 16ဆဆောင်များ၌ရေးသားထားသည်ဖြစ်နိုင်ွယ်ရှိသည်မှာမတ်သည်သည်သခင်ယေရှုမိမ့်မှသောတရားသေသနာများ ဖော်ပြပါရှိသည့်မှတ်တမ်းများကိုသူ့ဆောင်၍ပြင်ဆင်တီးဖြတ်ပြီးထုတ်ဝေခြင်းဖြစ်ပေမည်ပထမခရစ်ဝင်ကျမ်း၌အခြားခရစ်ဝင်ကျမ်းများထက်သခင်ယေရှုတရားသေသနာများကိုပုံမူတွေ့ရှိ ရသည်ဥ မပြရမည်ဆိုရင်တောင်မောဒေသနာဖြစ်သည်မသည်ဆုဆောင်ထားသော ကုရရှင်မိမွတ်သည့်စကားများနှင့်သူပေါ်ပြသော ကုရရှင်၏သွန်သင်ချက်တရားဒေသနာများကိုပေါင်းဆက်ထားချက်တို့သည် ပထမခရစ်ဝင်ကျမ်း၏အခြေခံဖြစ်သည်ကိုကျွန်ုပ်တို့ယုံကြည်နိုင်သည်ထို့ကြောင့်ထိုခရစ်ဝင်ကျမ်းကိုရှင်မသည်ခရစ်ဝင်ကျမ်းဟုသောအမည်ဖြင့်ခေါ်ဝေါ်ကြသည်ဘယ်ကြောင့်ဆိုသောထိုခရစ်ဝင်ကျမ်းဖြစ်မြောက်၏အတွဲမသည်များစွာဆောင်ရွက်ပေးသောကြောင့်ဖြစ်သည်မသည်သည်အခွန်ခံဖြစ်သည်ထို့ကြောင့် ောင်မတ်သေးသည်တငါသေးဘွားမှတမန်တော်များဖြစ်လာကြသောအခြားတမန်တော်များကဲ့သို့မဟုတ်ပေကလောင်ကိုအသုံးပြုနိုင်သည်မတ်သေးသည်အခွန်ခံလုပ်ငန်းကိုဆွံ့လို့သောအခါသူနှင့်သူ၏ကလောင်တံကိုယူဆောင်သွားသည် လူများဆက်ဆုပ်ယုံရှာသောဤပုဂ္ဂိုလ်သည်သခင်ရဲ့ရှိ၏တရားတော်မြတ်ကိုကဘာသို့ဥစွာပထမရေးသားတင်ပြသောသူ ဖြစ်ပေသည်။တစ်ချိန်တစ်ခါကယုံရှာမှုတည်ခြင်းကိုခံရသောမသည်ဤကျေးဇူးတရားကိုဖော်ပြရာတွင် ကုံဆုံးနိုင်မည်မဟုတ်ပေ။ကျွန်တို့သည်မသည်ဤအထုပ်ပတ္တိကိုခရစ်ဝင်ကျမ်းများမှလွဲ၍လူကြီးသူမများ၏စကားနှင့်ဒဏ္ဍာရီဝတ္ထုများကိုရှာဖွေလျင်ခက်ခဲများနှင့်ရင်ဆိုင်ရသည်။သူ၏အကြောင်းအရာများသည်တစ်ခုနှင့်တစ်ခုကွဲလွဲနေသည်ကိုတွေ့ င်းရှိရသည်ဇန်နဝါရီများတွင်သူ၏အထုပ်ပတ်သည့်သည်စိတ်ကွင်းရင်တသက်ဖြစ်၍အခြေမြင့်မရှိချေပို၍ရှုပ်ထွေးစေသည်မှာရှေးလူကြီးသူမတို့စကားနှင့်ဇန်နဝါရီများသည်မတ်သည်နှင့်မတ်တိကိုရောထွေးထားသောကြောင့်ဖြစ်သည် တမန်တော်1ငယ်26ဤသို့ဆိုစဉ်ကျွန်ုပ်တို့သိရှိသောအကြောင်းချက်တို့ကိုအရှိတိုင်းဖော်ပြရန်ဖြစ်သည်စာဦး၌မတ်သည်သည်ယူရာပြည်တွင်သူ၏အမျိုးသားချင်းများအားဝမ်းမြောက်စရာတည်င်းကိုဟောပြော၍ထိုသူများအတွက်သခင်ယေရှု၏တရားကို ရေးသားပေးသည်ဟုထင်မှတ်စရာရှိကြောင်း UCBS The History 324 5စာဆောင်၌ဖော်ပြထားသည်ဆိုခရတီဤပြောပြခြင်းအရတမန်တော်များသည်တရားတော်မြတ်များကိုဟောပြောသက်သင်ခံရန်နေရာဒေသခွဲဝေသတ်မှတ်ကြသောအခါမသင်းမှာအေသီယိုပီအီသီယိုပီးယားသို့သွားရောက်ရန်တာဝန်ကျသည်ဟုဒီအက်ကလစီယာဒီကက် History 119 of Luvinax 199ဆိုသည် Ambrose သို့ပုဂ္ဂိုလ်ကမသဲကို ပေရတိ ည်ပြီးပါရှင်းနဲ့ဆက်ဆက်၍ဖော်ပြသည်လူလာမူပိုလိစ်ပိုလီနာဆော့နူလာကမတဲကိုပါတိပြီးပါတိယနဲ့ဆက်ဆက်ဖော်ပြသည်အက်ဆီဒိုဆိုသောပုဂ္ဂိုလ်က မတဲကိုမာကီဒိုနီပြီးမက်ဆီဒိုနီးယားနဲ့ဆက်ဆက်၍ဖော်ပြသည် သူမီကဲ့သို့တည်ဆုံးကြောင်းကိုလည်းမျိုးမျိုးပြောဆိုကြသည်အလီဇန်ဒရီယာမခရီမင်ခရီမန့်ဆော့အလီဇန်ဒရာဆိုသောပုဂ္ဂိုလ်ကမသေးသည့်ဓမ္မတာသဘောအတိုင်းသွေးရသားရုပ်ဖြင့်တည်ဆုံးကြောင်းသမဆလနီစနိုက်ဖော်ပြထားသည်မသေးသည့်တာငါမစာတစ်စီတစ်တီနှင့်ဟင်းသီးရွက်များသာစားကြောင်းကိုလည်းပရဂေါဂတ် chapter 219ခရီမင်ကဖော်ပြထားသည်သည်ရဂူဒီဓမ္မသက်ဂျန်တယ်မန်၌ရှေ့သူအောင်လို့စကားရမသေးကိုရဂူဒီကျူးလူမျိုး ူများ၏အုပ်ချုပ်ရေးအဖွဲ့ Jewish Sanhedrin ကတည်တံပေးလိုက်သည်ဟုသိရှိရကြောင်းဖော်ပြထားသည်။နောက်ပိုင်းဒန်နရီများတွင်လည်းမတ်သဲသည်မတူရဖြစ်သေးဆုံးရကြောင်းရေးသားထားသည်။မတ်သဲသည်ဆုံးရပုံကို ပြောဆိုရ၌ဤသို့ကွယ်လွယ်ခြင်းမှာမတ်သဲသည်တရားဟောပြောသက်သေခံရန်ဘေးအရက်သို့သွားသည်ကိုခရိယန်သာသနာ၏အစဦးပိုင်း၌ခရိယန်များအတိအကျမသိရှိကြသောကြောင့်ဖြစ်သည်။မတ်သဲလုံဆောင်ခြင်းနှင့်စံထီး၍အထင်ပေါ်ဆုံးမှတ်တမ်းကိုအန်ဒရီနှင့်မတ်သဲ၏အထူးပတ် ီများ The XOMTU ရဲ့မသားစာအုပ်၌တွေ့ရှိရသည်အင်းထုတ်ပတိသည်စိတ်ကူးရင်များသာဖြစ်တော်လဲထင်ပေါ်ကြော်စောရခြင်းမှာအင်္ဂလိပ်လင်္ကာဆရာကြီး Innowa ကတည်ကုန်းဆုံးထားတော်ကြောင့်ဖြစ်သည် ယင်းထုတ်ပတ်တိ၌မတ်သည်ကိုလူသားစားလူရိုင်းများနေရာချူဖူပါကီရတုတရားဟောပြောသတိခံရစီလို့ကြောင်းထိုလူရိုင်းများသည်ပေါမုံမစားစပြည့်ရေမတော့ပဲလူသားကိုသာစား၍လူသွေးကိုသာတောက်ကြသည့်လူရိုင်းများဖြစ်ကြောင်းရတဘာမှရောက်ရှိလာကြသောလူချင်းများကိုဖမ်းဆီးပြီးမျက်စိများကိုထုတ်ပစ်သည်အသိဉာဏ်ကင်းပြီးထုံတန်းစင်ရန်အစိတ်ကြွေးသည်ထိုလူသားများ၏အသားကိုမစားမီရပ်ပေါင်း30ချုံနှောင်ထားသည်အသေးကိုလည်းထုံနီးတိုင်းပြုသည်တိုးတော်လည်း ်သူတို့ကြွေးသောအချိန်တည်းမတ်တဲအားအသိဉာဏ်ကင်း၍ထုံထိုင်းအောင်မလုပ်နိုင်ခဲ့ခြင်း။ယောသခင်ဘုံတကိုးတော်အားဖြင့်မတ်တဲ၏မျက်စိပြင်းပြင်းလာသည်ကိုလည်းသူတို့မသိကြခြင်း။မတ်တဲထောင်ထဲ၌ဖန်ချုပ်ခံရ၍29ရက်ရှိသောအခါသူအားသွန်ရောက်ခဲ့စေရန်အန်ဒရီ ထိုင်းသို့သတင်းရောက်ရှိသည်။ထိုတီသားသို့သောရောက်ရန်အန်ဒရီ၌၃ရက်သာကြာရှိတော်သည်။အန်ဒရီသည်သူ၏မိတ်ဆွေများနှင့်ပင်လယ်ကမ်းစပ်သို့သွားသောအခါပေကံတယောက်လေသမားနှစ်ယောက်နှင့်လေတစ်စင်းကိုတွေ့ရှိသည် ်ပေကင်သည်သခင်ယေရှုဖြစ်၍လေသမားနှုတ်မှကောင်းကင်တမန်များဖြစ်ကြသည်ကိုအန်ဒရီမသိချေသူဆ၍ခီးစားထွက်ပြီးမကြမီလေမုန်တိုင်းကြီးကြသည်သခင်ယေရှုသည်ဤလောက၌ရှိစဉ်တစ်ချိန်ကပင်လယ်ထဲတွင်မုန်တိုင်းကြီးကိုငြိမ်သက်စေခဲ့ကြောင်းကိုအန်ဒရီကသူ၏မိတ်ဆွေများအားပြောပြခြင်းအဖြစ်စိတ်သက်သာမှုရရှိစေခဲ့သည်ပေကင်ကြီးသည်အလွန်အားအဝယ်ကောင်းသောလေကြီးပေကိုထိန်းကင်လေသည်ဒရီကကျွန်ုပ်သည် ပင်လယ်ခီးကို သွားနေကြဖြစ်သည်ယခုဆိုရင်၁၉နှစ်ရှိသွားပါပြီဤကဲ့သို့စွန်းစွန်းတမိုင်းပိတ်ကန်နိုင်သူကိုတခါမျှမတွေ့ဘူးပါအေကြီးသည်ဂုံးပေါ်၌သွားနေတကယ်သို့ထင်ရသည်ဟုပြောလေသည်ပိတ်ကန်ကြီးကသင်သည်သခင်ယေရှု၏တပည့်တော်ဖြစ်သောကြောင့်ပင်လေသည်သင်ကိုသိ၍ငြိမ်သက်စွာနေခြင်းဖြစ်သည်ဟုပြန်ပြောလေသည်ထို့ကဲ့သို့ချီချပြောသူနေကြခြင်းလေသည် intro ပူဖာဂိနေသတ်သို့ရောက်လေအန်ဒရီမှာအလုံးအိတ်ချင်လာပြီးအိပ်ပျော်သွားသည်အိယာမ မနူသောအခါသူသည်ကုန်းမော်ရောက်နေကြောင်းတွေ့ရသည် ထိုခါမှပိတ်ကန်ကြီးဘဲသူဖြစ်ကြောင်းကိုအန်ဒရီချက်ချင်းရိတ်စားမိသည်ခင်ယေရှုသည်အန်ဒရီထံသို့တပံရောက်လာပြီးဆောင်ရွက်စရာရှိသည်ကိုဆက်လက်ဆောင်ရွက်သွင်းရန်အပိစကားပြောလေသည်မတဲအားချုံနှောင်ထားသောအကျဉ်ထောင်သို့အန်ဒရီရောက်ရှိပြီးဆူတောင်းသည့်အခါအဆောင်9ယောက်လဲကြပြီးသိဆုံးလေသည်လဝါကရအမှတ်လက္ခဏာကိုပြလိုက်သောအခါထောင်တကားကြီးပွင့်သွားလေသည်လူသားစားလူရန်များစားတော့ရန် ်ဖန်းစင်းချုံနောင်ထားသောအမျိုးသား290အမျိုးသမီး19ယောက်နှင့်မတ်သေးသူလွတ်မြောက်တော်ကြသည်မတ်သေးလွတ်မြောက်တော်တော်လည်းအန်ဒီသည်ထိုရက်၌ဆက်လက်၍နေခဲ့သည်စာဦးပိုင်း၌အန်ဒီသည်သူ၏ကိုယ်ကိုဖျောက်ထားသောကြောင့်လူသားစားလူရိုင်းများသူ့ကိုမမြင်ချေထို့နောက်လူရိုင်းများမြင်တွေ့ရန် သူ၏ကိုယ်ခန္ဓာကိုအထင်ရှားပြသောအခါရက်ပေါင်းများစွာဖန်းစင်းညှဉ်းပန်းနှိပ်စက်ခြင်းခံရသည်သူ၏ခေါင်းကိုမူကားမဖြတ်ကြချေပင်ကြောင့်သို့သောခေါင်းဖြတ်တတ်ခြင်းသည် ်ကြာရှင်းသောဝေဒနာမခံစားရပဲသေလွယ်သောကြောင့်ဖြစ်လေသည်။အန်ဒီအားလမ်းများပေါ်၌တရွတ်တိုက်ဆွဲသောသောကြောင့်အသားများဆုပ်ပြတ်ကသွေးများစီးကြလာသည်။အန်ရွေ၏သွေးများစီးကြသော နေရာများ၌ကြီးမားသောသီးပင်များပေါက်ရောက်လေသည်။အန်ဒီကိုအချင်းအောင်ထဲ၌ချထားသည်။ထိုအချင်းအောင်ထဲတွင်ကြောက်ရွံ့ထုကြီးတစ်ခုရှိသည်။ကြောက်ရွံ့ထုကြီးကိုအန်ဒီထိတွေ့လိုက်သောအခါထိုကြောက်ရွံ့ထုကြီးပစံမှအလွန်ကြောက်မဲ့ဖွယ်ကောင်း၏ဖြက်စီးတတ်သော ရေအုံကြီးစီးစင်းလာပြီး ဤတွေ့သောသူအလုံးကိုသိစေသည်ဤဘေးမှလွမြောက်ရန်ထွက်ပြေးသူတို့၏ရှေ့၌မိဒရန်ကြီးတားဆီးထားသည့်ကို တွေ့ရသည်အကြောင်းမဲ့ဖွယ်ရာတို့ကို မြင်တွေ့ရသောအခါလူသားဆလူရိုင်းများသည်သူတို့၏အပြစ်များကိုနှောင့်တရကြသည်သည် အန်ဒရီသည် သူတို့နှင့်ခုနှစ်ရက်နေပြီးတရားဒေသနာကိုဟောပြောခဲ့သည်ဤဒန်နာရီပုံဝတ်ထု၌မတ်သဲအကြောင်းနှင့်ပတ်သက်၍ဆက်လက်ဖော်ပြထားသည်မှာမတ်သဲသည် လူသားဆလူရိုင်းများအားတရားဟောပြောတွင်တင်ရန်နှင့်ထိုသူများ၏ င်ကြီးလောင်ဆောင်ရွက်ဖို့ထိုဒေသသူတဖန်ပြန်သွားသည်ဟုဆိုသည်မသည်သည်အံ့ဩဖွယ်တကူနမိတ်လက္ခဏာများကိုပြလေသည်နတ်ဆိုးဆွဲသောသူများထံမှနတ်ဆိုးများကိုနင်ထုတ်သည်ဘရင်သည်မသည်ရသောတကူအတွက်သူ့အပေါ်၌မနာလိုဝင်တိုဖြစ်လာသည်ထို့ကြောင့်မသည်ကိုဖမ်းဆီးချုံနှောင်ထားစေသည်လပိုင်းစီနှင့်တုတ်လိန်ထားသောကျူပင်များကိုဖုံးအုပ်ပြီးကန့်ကတရာစီထင်းယူစီတို့ကိုထတ်လောင်းသည်နောက်ဆုံး၌မိသည်ငကားဖြစ်သွားပြီးရှင်မင်းကိုနန်းတော်အထိလိုက် က်ဖန်းနေသည်ရှင်မင်းမလှုပ်နိုင်အောင်ရစ်ပတ်ထားခြင်းမတဲကမိခုဆုံးမသဖြင့်ရှင်မင်းအသက်ချမ်းသာခွင့်ရလေသည်ထို့နောက်မတဲသည်ဆုတောင်း၍သူ၏အသက်ဝိညာဉ်ကိုဆွလုခါကောင်းကင်တမန်နှစ်ပါးနှင့်အတူကောင်းကင်ဘုံသို့ထွက်ခွာတော်သည် အာဩပွေရာနမိတ်လက္ခဏာများနောက်ထပ်ဖြစ်ပေါ်သေးသည်နောက်ဆုံး၌ရှင်မင်းသည်အကျွတ်တရားရရှိ၍ပြောင်းလဲလာကသာသနာပေါင်းတွင်သို့ဝင်ရောက်တော်လေသည်ဤအကြောင်းအရာများသည်ဒန်နရီများသာဖြစ်သည်စိတ်ကွင်းရင်တသက်တာဖြစ်တော်လဲဤဒန်နရီနောက်ခံအမှန်တရားမှာမတ်သေးသည်သခင်ယေရှုအတွက်ဟောပြောသက်သေခံ၍အသက်ဆုံးခွာတော်သည်ဟုသောအချက်ဖြစ်သည်မတဲလိုပုဂ္ဂိုလ်တဦးသည်တမန်တော်တစ်ပါးဖြစ်လာသည်မှာအလွန်အံ့ဩစရာကောင်းသည်ဟုလူများကပြောကောင်းပြောဆိုကြမည်။သို့ ့သို့လည်းသခင်ယေရှုလက်ထက်၌ပင်သခင်ယေရှု၏တရားဒေသနာကို ပထမဦးဆုံးရေးသားသောပုဂ္ဂိုလ်အဖြစ်ဖြစ်၎င်းဝမ်းမြောက်ဖွယ်ရာသတင်းတရားကိုဟောပြောသောသာသနာပြုပုဂ္ဂိုလ်အဖြစ်ဖြစ်၎င်းသခင်ယေရှုအားကယ်တင်ရှင်အဖြစ်ဖြစ်ယုံကြည်ကိုးစားသည့်အရာတွင် လူစွမ်းကောင်းအဖြစ်ဖြစ်၎င်းမဿဲကို တွေ့ရှိရသည်